မင်္ဂလာပါပရိသတ်များရှင်ကျမတို့အမင်္ဂလာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာဆိုရင်တော့အဖွာမိခင်သားသမီးနဲ့မိသားစုငြိမ်းချမ်းပျော်ရွှင်ရေးဆွေအကြောင်းအရာလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်စီစဉ်လင်းစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ရသင် subscribe လုပ်သွားပေးပြီးတော့ဘေးနားက notification bell လေးကိုနှိပ်သွားပေးဖို့အတွက်ကိုမြင်တိုင်းရဲ့ခံလို့ပါရရှင် ဖိုးလွန်ခဲ့တဲ့နှစ်ပေါင်း20အတွင်းကလေးသူငယ်ပြုစုဆောင်ရှားဖို့သင်ကြားပညာပေးတဲ့နေရာတွေမှာပြင်းထန်တဲ့အပြောင်းအလဲတွေရှိနေခဲ့တဲ့ဆရာကိုဝန်ခံလိုက်ကြရအောင်အဲ့ဒါတွေကိုလက်ခံနိုင်ဖို့ဆိုရင်အဖွားလုပ်တဲ့သူဘက်ကထူးထူးခြားခြားကိုပျော်ပြောင်းမှုရှိဖို့လိုအပ်ပါတယ်အဲ့ဒီချက်နဲ့ပတ်သက်ပြီးသူမရဲ့ပူပန်ချောင်းချမှုတွေကိုမျိုးသိထားနိုင်ဖို့ပေါ့လေအဖွားအနေနဲ့ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အချိန်မှာအစီအစဉ်တကျမကြွေးမွေးဘူးဆိုရင်အစာမကြေတာဝမ်းလျှော့တာတွေဖြစ်မယ်ပျက်စီးမယ် အစာအင်ကိုမမအလုံးလုံးနိုင်အောင်လေးကျင့်ပေးထားတာကသာကျန်းမာရေးကိုတိုတက်ကောင်းမွန်လာစေမယ်။ကလဆဆောပိုင်းကလေးကလည်းအညစ်အကြေးဆွနဲ့ကိစ္စကိုတင်းတင်းကြပ်ကြပ်လေးအသားကျသွားစေနိုင်တဲ့စရာတွေကိုတက်မြောက်နားလည်ထားသင့်ပါတယ်။ ဒါပေမဲ့ခုချိန်မှာတော့အဖွားကအစားအစာကျွေးမွေးတဲ့အစီအစဉ်ကန့်သတ်မှုမှာပျော်ပြောင်းတာက ခွင့်ပြုသင့်ယုံတာမကပဲလို့လဲလို့လားအတဲ့အစာအိမ်ကိုအချိန်မှန်မှန်အလုပ်လုပ်အောင်လုပ်ပေးထားတာနဲ့အညစ်အကြေးဆွတ်တဲ့အလေးချင်းကိုကလေးရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးစစောစစ်စစ်ချမှတ်ပေးထားတာတွေကတိတ်ပြီးအကျိုးမရှိလာဘူးဆိုတာယုံကြည်မျှော်လင့်လို့ရလာပါပြီဒီကနေ့ခေတ်အဲ့ဒီအခြေအနေတွေနဲ့အကြောင်းတဝင်ရှိပြီးသားငယ်ရွယ်တဲ့မိခင်တယောက်ဖို့ကတော့အဲ့လိုပြင်းထန်တဲ့တရားမှုတွေရှိတဲ့အပြောင်းလဲတွေကိုလုပ်ဖို့ခက်ခဲသွားမှာဖြစ်ပါတယ် အဖားတယောက်ရဲ့တတိပေးမှုကိုစာနာနိုင်ဖို့ရမှာမိခင်အနေနဲ့သူမရဲ့မွေးဖွားကာစားကလေးငယ်ကိုဝတ်သားကြော်ကြွေးဖို့သို့မဟုတ်ရေအေးအေးနဲ့ချိုးပေးဖို့လိုမျိုးလက်တွေ့မဖြစ်နိုင်တဲ့ထူးခြားစံပြတဲ့အကြံပြုချက်တွေကိုစိတ်ကူးတွေးစားကြည့်မှဖြစ်လာပါလိမ့်မယ်။ မင်းလေးငယ်တယောက်ကအတော်ကြီးတင်းတင်းကြပ်ကြပ်နဲ့ကြည်ပြင်းလာတဲ့အချိန်မှာအရာတွေကိုသူမကစန့်ကျင်ခြေဖြတ်ပြီးသူမရဲ့အရေးသွေးကိုပြသခြင်းနဲ့စိတ်ပြင်းထန်နေမှာပါသူမကပထမဆုံးမိခင်တယောက်ဖြစ်လာတဲ့အချိန်မှာဘယ်ဖွားစီကအကြံဉာဏ်ပဲဖြစ်ဖြစ်အဲ့ဒီဉာဏ်ဉာဏ်ကအကြောင်းကျိုးတရားရှိပြီးဤပညာနိဗ္ဗရိယကြဲကြဲဝဝနဲ့ပြီးတာဖြစ်ဖြစ် သူမကတော့ဆက်ဆက်ထိမခံဖြစ်တတ်တာကသဘာဝကျရလို့ပြောရမှာပါတကယ်တမ်းမှဆိုရင်တော့လက်တွေ့ဘဝရ မိခင်ဖြစ်ကစားမျိုးသမီးအလုံးကဆယ်ကျော်သက်ရွယ်လောက်ပဲရှိနေကြဆဲဖြစ်ပြီးသူမတို့အနေနဲ့အနည်းဆုံးပျော်ပြောင်းတဲ့သဘောထားပြသဖို့ဆိုတာတော့အတော်ကြီးကိုကြိုးပမ်းရအောင်မှဖြစ်ပါတယ်။ ဆန္ဒရှိရှိပြီးနိပရိရဲ့လဲကျွဲဝါတဲ့နားလည်မှုရှိတတ်တဲ့အဖွာအများစုကတော့သူတို့ရဲ့အကြံဉာဏ်ပေးပြောဆိုမှုတွေကိုအနည်းဆုံးဖြစ်ရအောင်ရှော့ချထားမှအမှန်ပဲဖြစ်ပါတယ်။ဒါမဲ့ကလေးပွားလေးချင်းတင်ကြခဲ့တော့ကလည်းစန့်ကျင်အန်တူတဲ့သဘာဝရှိရဲ့မိခင်ငယ်မျိုးကတော့အငင်းပွားစရာနီးစတဲ့တွေနဲ့ပတ်သက်ပြီးအဖွားစီကစန့်ကျင်ကက်ကွက်တဲ့လက္ခဏာတွေပြသလာမှကိုတော့မဆောင်နိုင်ပဲအဖွားနဲ့တိုက်ပွဲဆင်ကျင်တတ်တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့တွေးမြင်ဖူးတဲ့အခြေအနေတွေထဲက တော်လေးသေချာတဲ့အချက်တစ်ခုကိုပြောပြနိုင်ပါတယ်။အဲဒါကမိခင်ငယ်တွေကသူမတို့ကိုယ်တိုင်ကလှုပ်ချင်ချမှတ်ချင်တဲ့အစီအစဉ်တွေကိုကြကြပြန့်ပြန့်လှုပ်သွားမှာပါပဲ။ဒါမှမဟုတ်ကလေးအညစ်ကြေးစွန့်ဖို့လေးချင်းကိုဆိုင်းငံ့ထားတာအစားစားစားတဲ့နေရာမှာ တော်တော်ဆူဆူရွာညင်ညစ်ပပတ်လှုပ်တာကိုခွင့်ပြုထားတာ။ အတော်ကလေးရိုင်းပြတာကိုခွင့်ပြုထားတာစာရီကိုလုတ်တဲ့နေရာမှာသူမအနေနဲ့ဒီလိုမျိုးလွန်ကျွန်တာကိုတကယ်တမ်းယုံကြည်လို့မရပဲအများဘလောက်ခံစားရမဲဆိုတာကိုသူမရဲ့မသိစိတ်ထဲကအသိနေလို့ပဲဖြစ်ပါတယ်။ဒီနေရာမှာဂဲတလုံးနဲ့နိုင်ငံတွေအများကြီးကိုကြောက်အောင်ပြစ်နိုင်ဖို့အခွင့်အလမ်းရှိပါတယ်။မဆုံးနိုင်အောင်ကိုပဲအဖွားကိုစာနာကြည့်စေဖို့မိခင်ကိုဟိုရုံးကအပြစ်တင်ကန့်ကွက်ခဲ့တာတွေကိုရင်းစားပြန်ရနိုင်ဖို့ ွားရဲ့နီးစနစ်တွေကဘလောက်ရှေးဆန်မှရင်လဲအတိတ်ကြားကဲမဲ့ခဲ့ရစွာကိုတတ်သိပြနိုင်ဖို့မိခင်နေနဲ့ဘလောက်အသိဉာဏ်ပညာရှိနေပြီးစွာပြသနိုင်ဖို့အစာရပေါ့လေတကယ်တော့ကျွန်တော်တို့တွေကမိဘအဖြစ်ရှိနေကြတဲ့တွေနဲ့အဖိုးဖွားရှိနေကြတဲ့သူအများစုကခက်ပေါ်တို့မဟုတ်ရှေးဆန်တဲ့ကလေးတငယ်ပြည့်စုံဆောင်ရွက်ရေးအခြေခံစီမံဥပဒေသားတွေအပေါ်မှာအခြေတည်ငင်းခုံမှုတွေကို ကျွန်တော်တို့မိသားစုတွေရဲ့ခိုင်ရန်ဒေါသဖြစ်မှုတွေမှာလက်နက်ဖြစ်အသုံးချလေးရှိကြပါတယ်။အများအပြားကတော့ကြီးကြီးကျယ်ကျယ်ထိခိုက်ဆုံးရှုံးမှုဘာမှရှိမလာပဲအဲ့ဒီထဲကနေစိတ်ချမ်းမြေ့ပျော်ရွှင်စရာအချို့ကိုတော့တွေးနိုင်ကြတယ်လို့ဆိုရပါလိမ့်မယ်။ဒီဆွေးနွေးပြောဆိုချက်ကိုညီကောင်မချုပ်ခင်ကျွန်တော်ကထူးထူးခြားခြားတင်းမာတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးအဲ့ဒီတင်းမာမှုကိုဖြစ်စေခဲ့တဲ့အခြေခံချက်ချုပ်ကိုပေါ်ထုတ်ပေးဖို့စာတစာကိုလက်ခံရရှိခဲ့တာဖြစ်တဲ့ဆရာကိုတတိပေးထားခြင်းပါတယ် ဲ့လိုဖြစ်ရမျိုးကတိတ်ကိုနေပါပါတယ်တိုင်းတာမဲ့သားမှုပေဒံရဲ့ဆန့်ကျင်ဘက်အစုံမှာတော့မျိုးဆက်ဆက်ဆက်ကြားမှာအလုံးညီညွတ်များတာမှုရှိနေတဲ့ကံကောင်းထောင်းမရမိသားစုတွေရှိနေတတ်ကြပါတယ်မိသားစုများစုကတော့အထူးသဖြင့်ပထမဆုံးကလေးမွေးဖွားတဲ့အနေနဲ့ပတ်သက်ပြီးသဘောထားကွဲပြားမှုတွေကိုလျော့နေပြည့်ပြည့်သွားအောင်လုပ်ပေးနိုင်တဲ့ဆွမ်းအားကျွန်တော်တို့မှနေလာပါတယ်။အငင်းပွားမှုတွေကိုဖြစ်လာရအောင်အစဉ်တစိုက်လှုံ့ဆော်တတ်ကြတဲ့ဒွိခွန်မျိုးမြင်မှုနယ်ပယ်ရဲ့မကြလာသေးတဲ့အပြောင်းလဲတွေကိုစဉ်းစားတွေးတောရင် ်လုံနိုင်တလောက်လောက်ကြတာကိုပဲနှစ်သက်လက်ခံစရာဖြစ်တယ်လို့ကျွန်တော်ထင်မြင်မိတာပဲဖြစ်ပါတယ်။တချို့တီးခြားဖြစ်ရက်တွေမှာတော့ကျွန်တော်တွေကအဖိုးဖွားတွေသူတို့ရဲ့အကြံပေးမှုတွေကိုအပန်းတကြီးမလုံနိုင်လောက်တဲ့နေရာခက်လန်းလန်းတစ်ခုကိုစိတ်ကြရွေးချယ်ပြောင်းရွှေ့ပြီးတော့တီးခြားတိုးတိမ်ထူထောင်နေတာကငရေသူစုံတွဲတွေအတွက်ပိုပြီးကောင်းတယ်လို့ယုံကြည်လာတာကတိတ်ကိုဆွလွန်းလာတာပဲဖြစ်ပါတယ်။ ထွေးကြော်မရှိသေးတဲ့မိခင်တွေကအဆရာဝန်တွေလူမှုဝန်ထမ်းစိတ်ခန့်တွေနဲ့တခြားအာဏာပိုင်တွေစီကညွန်ကြားပြသမှုတွေရယူလာကြတာတွေ့ရပါတယ်။တခြားတာတစ်ခုကတော့အကူပြောင်းကလာတစ်ခုအတွင်းမှာတတိတခြားတိုးတိမ်ထူထောင်နေတာမျိုးကအကျိုးများတယ်လို့ဆိုရလိမ့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ကမ္ဘာလောကရဲ့နေရာအများစုမှာတော့ငယ်ရွယ်သူမိဘတွေကသူတို့ရဲ့အဖိုးအဖွားတွေနဲ့အတူတူသို့မဟုတ်အနီးအနားမှာနေထိုင်ကြတာဖြစ်ပါတယ်။သူတို့တွေကအဖွားကကလေးတငယ်ပြုစုဆောင်ရှားမှုမှာကျွမ်းကျင်နေသူဖြစ်ပြီးသူမရဲ့အချိန်တတော်များမိခင်ကိုကူညီဖို့တင်ကြားပေးဖို့နှိမ့်ညွတ်ထားတတ်ကြတယ်ဆိုတာကိုလက်ခံပြီးခွင့်ပြုထားတတ်ကြတာဖြစ်ပါတယ်။ ဲ့ဒါတွေကအတွေ့အကြုံမရှိသေးတဲ့မိခင်အတွက်အကြီးအကျယ်သက်သာရာရစေပါတယ်အထူးသဖြင့်မွေးဖွားတဲ့အချိန်နဲ့နာမကျန်းဖြစ်တဲ့အချိန်တွေပါပဲနောက်ပိုင်းမှာတော့မိခင်ငယ်ကတဘာဝတကြလွယ်ကူချုံးမွေးတဲ့တစင်ပြီးတစင်အတီတရားအာမခံနိုင်မှုအလွတ်လပ်မိခိုကင်းမဲ့မှုတွေရရှိလာဖို့ဖြစ်ပါတယ်အင်္ဂလန်မှာဆိုရင်အဖွားနဲ့နီနီကကနေထိုင်ပြီးအဖွားနဲ့တည်တည်မြဲမြဲရှိတဲ့မိခင်ကဆေးပညာဆိုင်ရာကိစ္စတွေမှာဆရာဝန်တွေသူနာပြုတွေရဲ့အကြံဉာဏ်ရယူနေနိုင်တာတောင်မှအဖွားစီကအကူအညီထောက်ပံ့တွေအများကြီးရနိုင်ကြတာကိုတွေ့ရပါသေးတယ်ကလေးမွေးဖွားပြီးပထမသ တင်ဘက်အချို့မှာတော့ ြေတနာတွေရာနေချီရှိတတ်ကြပြီးတွေ့တဲ့အချိန်တိုင်းမှာလည်းတိုးတက်ဖွံ့ဖြိုးမှုအသည့်တစ်ခုသို့မဟုတ်ပြေတနာအသည့်တစ်ခုကိုကြုံတွေ့ရတတ်တာဖြစ်ပါတယ်။တသောတသက်အရှိဆုံးချိန်နေနဲ့အကြဉျဉ်တောင်းခံမေးမြန်းနိုင်တဲ့မိခင်ကအရင်ကျက်ဆုံးအခိုင်အမာဆုံးမိခင်တယောက်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမကလွမ်းမိုးချေလေမှာကိုမကြောက်တက်လို့ပါပဲ။သူမကသူမကြားနေရတာတွေကသူမတို့မို့သူမရဲ့ကလေးငယ်အတွက်မသိလျော်ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးဘာမှပြကြသလဲမဖြစ်ပဲနိပရိရဲ့ကြွယ်ဝဝနဲ့အဲ့ဒါကိုပယ်ချနိုင်ပါတယ်။အချောင်းကတော့သူမစိတ်ဆိုးတော့တာနဲ့အပြစ်ရှိ သလိုခံစားရမှုမျိုး လုံးဝမရှိလို့ပဲဖြစ်ပါတယ်။ ။သူမအနေနဲ့သူမရဲ့တွေးမြင်ယူဆချက်တွေကိုဖော်ပြနိုင်ဖို့တစ်ချိန်ပြီးတစ်ချိန်ခွင့်ရရှိနေတဲ့စရာကိုသိနေတဲ့အတွက်ကြောင့်ပါပဲ။ဒါကြောင့်သူမရဲ့ကလေးငယ်ကိုစီမံကြည့်ချက်နေရာတွေနဲ့ပတ်သက်ပြီးပူပန်ကြောင်းကြမှုတွေကိုတားမနေတော့တာပဲဖြစ်ပါတယ်။အဖွားဘက်ကနေအကြံဉာဏ်တောင်းမေးမြန်းခင်ရတာကိုခြေနဲ့နှစ်သက်တတ်ကြပါတယ်။အဲ့ဒါမျိုးကိုမကြမကြမလုံးမရအဖွားကတတိထားပေမဲ့အဲ့လိုလုံးလိုက်လို့လည်းမိခင်အတွက်စိတ်နှောက်ရှက်ဖြစ်သွားတာမျိုးမရှိသလိုသူမအနေနဲ့မစီလျော်မသိမ့်မြတ်တာမျိုးဖြစ်ရင်လည်းလွတ်လွတ်လပ်လပ်ပေးချနိုင်တဲ့စွာကိုအဖွားကအတိရပဲဒါကြောင့်အခါအားလျော်စွာ အလို့သဘောချညာပေးချက်တွေကိုအဖွားကပေးရမှာကြောင်းရွံ့နေမှာမဟုတ်ပါဘူး။ကျွန်တော်ကတကယ်ပွားအတွက်ပဲစံပြအထုတ်ဆရာကြာကောင်းကြာသွားနိုင်ပါတယ်ဒါပေမဲ့လို့ရေပုံရချမှတ်ထားတဲ့ဘောင်အရာတော့အဲ့ဒါကမှန်တယ်လို့ကျွန်တော်ထင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အကူအညီတောင်းခံဖို့ရယူဖို့ ကျန်ရရယူဖို့ဖြစ်လာရင်တောင်ကိုကိုနိုင်ရဲ့ပါဝင်ပတ်သက်မှုကိုသိမြင်တာကရင်းချမ်းမှုရဲ့အမှတ်လက္ခဏာတစ်ခုလို့ကျွန်တော်ကရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်ကျွန်တော်ကအဖွားနေမိခင်တွေကိုအလွယ်တကူတင်းတင်းမြတ်မြတ်ဖြစ်စေနိုင်တဲ့နည်းလမ်းတွေကိုရှာဖွေဖို့တတိအင်အားတွေရှိလာစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့နှုတ်အတွက်ရောကလေးအတွက်ပါတကယ်အနှစ်သာရကြားတဲ့အကျိုးမြတ်နဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဒီလိုဆက်ဆံရေးကသာပေးအပ်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော် ။နောက်နေ့တွေမှာလည်းဒီစာအုပ်ရဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်နားဆင်ပေးဖို့မြစ်တာရက်ခံလိုက်ပါရစေ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။